အာကာဂီရိုလိုရုံစည်ရီတယောက်ကိုဂျုံငယ်လေးတယုံနဲ့ဂျုံအကြီးအဖြစ်ခန်းလိုက်တော့အခါထိုစည်ရီမှာသူ့အခန်းကိုချက်ချင်းမင်တိတတ်အခန်းဖွဲ့လိုက်ခါအဲ့ကန်လုတ်ပစ်သည်တကားဝါအတွင် အဆောင်တယောက်ပင်ချထားလိုက်သည်သည်သူ့အခန်းမှာနေရာကလည်းချင်းချင်းကျက်ကျက်စာရေးသပွဲထားပြပင်နေရာမရှိ သူ့စီသူလာရောက်တွေးဆောင်သူဟူ၍လည်းမရှိခဲ့အရေးပါသောပုဂ္ဂိုလ်ကြီးဟန်ပန်း မျက်နှာနေမျက်နှာသားမှမူခန့်ထက်တယ်ပင် သူ့လက်သုံးစကားကတိတိကျကျလောက်ပါဟု၏တိတိကျကျနေနော်တိတိကျကျဟုအမြဲပြောတတ်သည် ထို့သို့ပြောနေရင်မှပင် သူနှင့်စကားပြောနေသူဤမျက်နှာကိုလည်းဟန်ပါပါကြည့်တတ်သည်သည်ဘာကြောင့်များတော့မဟုတ်တကြိတ်ကြော်ကြော်ရှိသောသူလက်အောက်ယုံစည်များမှ သူဆိုလျင် ကြောစိမ့်အောင်ကြောက်ရွံ့ကြသည် သူလာပြီဆိုရင်လုံလက်စ အလုတ်ကိုချက်ချင်းပြစ်ထားခဲ့ပြီး မတက်ရက်၍ယူသေးပေးကြရသည်သူဖြတ်ကျော့သွားတော့မှပင် ထိုင်ပြီးလှုပ်လက်စအလုပ်ကိုပြန်လုပ်ကြရသည် ထိုပုဂ္ဂိုလ်ကြီးသည်လက်အောက်စရေးဝန်ထမ်းများနှင့်လည်းတိတိကျကျပြက်ပြက်တတပင်ဆက်ဆံလေးရှိသည် သူစကားပြောလျင်စကားသုံးကုန်းကအမြဲပါတသည်မင်းတော်တော်ရဲလာကြီးလားမင်းနဲ့စကားပြောနေတဲ့သူကဘသူထင်နေလို့လဲငါဘသူဘဝဆိုတာမင်းသိရဲ့လား ဟုသောစကားများကမပါလျင်မပြီးကြစင်စစ်သူတီကျင်နာတတ်သောလူတယောက်မိတ်ဆွေကောင်းတယောက်ဂျေစုတီတတ်သူတယောက်ပင်ယာရုတက်သွားခြင်းကြောင့်ဤသို့ဘဝင်လေရိုက်ပြီးအောက်ချေလွတ်ခြင်းဖြစ်သည် အစင့်တူအရာရှိများနှင့်တွေ့ရင်မူသူတီတကက် လူကောင်းသူကောင်းတယောက်ဖြစ်သည်အတိညာဉ်ကြီးသူဖြစ်သည် သို့သောလက်အောက်ငယ်သားများနှင့်နေသည့်အချိန်မျိုးတွင်သူမှာကတိကအောက် ်တကားတန့်ပျောက်ပြီးတိတ်ဆိတ်နေတတ်သည်သူ့အဖြစ်မှာတနာပြပင်ကောင်းနေသေးတော့သည်တကားတန့်လက်အောက်စည်ရေးဝန်တန်းများနှင့်ရော်ရော်နော်နော်စကားဆက်မိပြောခြင်းသည်စံနာများစိတ်แทပေါ်ပေါက်လာတတ်တော့လေထို့သူရော်ရော်နော်နော်ဆက်ဆက်လိုက်ခြင်းဖြင့်သူ့စင်တန်းနှိမ့်ချသွားနိုင်သည်ဟုတစ်ဖက်ကထင်လာပြန်သည် ထို့ကြောင့်လည်းငယ်သားများနှင့်မရောမနော မပြောမဆိုမဆက်မဆက်ပဲနေသည်ဖြင့်သူ့မှာထိကြံဖြစ်ရနေတော့သည် တခါတည်းရန်တယောက်တည်းစကားတွေပြောခြင်းလဲပြောနေတတ်သည်တို့ဖြင့်သူသည် အလွန်ညီငွေ့ကြကောင်းသည့်လူတယောက်ဖြစ်လာခဲ့တော့သည်ဤပုဂ္ဂိုလ်ကြီးသည်တို့အကာကီရောက်လာခဲ့ခြင်းပင်ဖြစ်လေသည်အကာကီသူကိုလာတွေ့ခြင်းသည် အကာကီအဖို့ကံဆိုခြင်းဖြစ်သည်ပုဂ္ဂိုလ်ကြီးသည်ပီတာစပတ်မျိုးတို့မကြသေးမီကမှရောက်လာသည့်ငယ်ငယ်ချင်းတယောက်နှင့်စကားလက်ဆောင်ကြနေသည်သူတို့ချင်းမတွေ့ပြခဲ့ကြသည်မှကြပြီး အကကိတိထိုပုဂ္ဂိုလ်ကြီးအာတွေ့လို့ကြောင်းသူ့လူများမှတဆင်ပြောလိုက်သည်ဘသူလဲกว่าငါ့ကို တွေ့ကျင်တယ်ဆိုတာပုဂ္ဂိုလ်ကြီးကသူ့လက်ထောက်ကိုလှမ်းရင်မေးလိုက်သည်သေရတယောက်ပါပဲဟုလက်ထောက်ကဖြေသည်အေးငါတွေ့မယ်စောင့်ခိုင်းတောင်အခုမအားသေးဘူးစင်စစ်မအားသေးဘူးဟုဆိုလိုက်ချင်းသည်တမင်ပုံကြီးချက်ပြောလိုက်ခြင်းဖြစ်၏အချိန်မအားဆိုသည်မှာသူတငယ်ချင်းနဲ့စကားပြောနေသောကြောင့်ဖြစ်သည် ပြောနေကြသည့်စကားများမှလည်းဘာတစ်ခုမှအရေးကြီးသည်မဟုတ်။တောင်စဉ်ရေမရသိက္ခူပေါက်ရစကားတွေတခါတရံပြောရင်းဆိုရင်မှပဲအချင်းအတော်ကြာမြစကားသာပြတ်တောက်သွားတဲ့ပြင် ပေါင်ပုတ်လက်ပုတ်လုံ၍နေကြတော့သည်အဲ့ဒလိုကွာအီဗန်ရဲ့အေပေါ်စတီဗန်ကပုဂ္ဂိုလ်ကြီးဤတငယ်ချင်းမှာအစိုးရအမှုတံပွားမှာထွက်ပြီးတောမြို့လေးတမြို့တွင်နေထိုင်သူဖြစ်သည်ပုဂ္ဂိုလ်ကြီးသည်သူ့ကိုစည်ရေးတယောက်ကတွေးကြည့်လျင် အပြင်၌အဘယ်များကြအောင်စောင့်နေရသည်ဆိုသည်ကိုတငယ်ချင်းတိအောင် အကကီအာတမင်အဆောင်ခိုင်တာခြင်းဖြစ်သည် အကကီတယောက်မှမူအပြင်၌ထိုင်ဆောင်နေရသည်အရာရှိပုဂ္ဂိုလ်ကြီးနှင့်သူတငယ်ချင်းဆိုသူတို့သည် စကားပြောပြီးပြတ်သွားကြသောအခါကလထိုင်တွင်မျက်နှာချင်းဆိုင်ထိုင်ရင်းစိတ်လိပ်ဖွာနေကြပြန်သည်ပုဂ္ဂိုလ်ကြီးသည်ယခုမှပင်တတိယသလိုစာရွက်စာတမ်းများကိုပိုက်ပြီး တည်င်းပိုးဖို့သူ့ကို တမေတမောစောင့်နေတော့လက်ထောက်ကိုလှမ်း၍မေးလိုက်သည်ဟေးဟေးနေပေါင်းသောသောကအိုးစေးရေးဆိုတာရှိသေးလားဝင်ခဲ့တော့လို့ပြောလိုက်ကွာဟုတ်ဆိုသည် အကာကီဤအသွင်အပြင်ပုံမှန်တရံကခက်ရွတ်ရွတ်ဝက်လာသည့်ဝက်စားကစုတ်ချချာပုဂ္ဂိုလ်ကြီးသည်အကာကီကိုမြင်လိုက်လျင်မြင်လိုက်ချင်းမျက်နှာကိုတင့်ပြလိုက်သည်ဆိုဘာကိစ္စလဲစကားတန်ကခတ်မှမှခတ်ပြက်ပြက် ဒီအတန်ဒီမန်ဒီဟံများက သူဒီအလုတ်ထဲသို့မရောက်ခင်တပတ်လုံးလုံးမှန်တဲ့သို့ ကြည့်ပြီးလေ့ကျင့်ခဲ့ရသည့်အတန်များပင် ဖြစ်ချည်သည် တကားပုဂ္ဂိုလ်ကြီးနေမတွေ့မီငကိုကလေးကပင်လူ အနှိမ်ခံရဘူးသော အကကြီးမှာပုဂ္ဂိုလ်ကြီးနေနှဖူးတွေ့ဒူတွေတွေ့လိုက်ရသော အခအတော်ပင်စိတ်မချမ်းမသာဖြစ်သွားသည်အကကြီးသည်စိတ်ကိုထိမ့်ပြီးသူ့အဖြစ်ကိုတင်ပြပြောဆိုလေသည်အဲအဲ အတန်များနဲ့ဆိုလိုတာကဆိုပါတော့ခမညာဟူသောစကားများကခရိုင်းထက်ပင်ပို့ပြီးသူ့နှုတ်မှထွက်ရနေတော့သည် သူ့ကုတ်အင်ကြီးမှအသက်ဆက်ဆက်ဖြစ်ကြောင်းသူ့ကိုထိုးကျိတ်ပြီးလွတ်ယူသွားခြင်းဖြစ်ကြောင်းရှင်းပြနေတော့၏တမာရီမျိုးဝင်ထံသို့စာရေးပေး၍ဖြစ်စေတယောက်ယောက်အားအရှာခိုင်း၍ဖြစ်စေတောင်ရွက်ပေးပါဟု အကကီးကတောင်းပန်စကားဆိုသည် ဘာသိကူပေါက်တိမတိထိုပုဂ္ဂိုလ်ကြီးသည်အာကာဂီကိုယင်းနိဟန်ပြနေပြန်သည်ဒီမဲ့မင်းဘလို့လောရမယ်ဆိုတာကိုသိရလားမင်းနဲ့အခုစကားပြောနေတဲ့လူဘသူဘဝဆိုတာမင်းသိရလားလှုပ်ထုံးလှုပ်နီးဆိုတာကိုရောနားလဲရဲ့လားယုံကိုပထမအတနာခန့်သာတဆောင်တင်အရိစာကဆေးရည်ကြီးကတဆင့်ယုံကြီးလက်ထက်ကိုရောက်သွားမယ်သူကတဆင့်ငါအတွင်းမှုစီကိုရောက်လာမယ်အတွင်းမှုကမှတဆင့်ငါ့ကိုတင်ပြလိုက်မယ် အပ်တယ်လို့ရှိတယ်။နားလဲပြီလား။အကကီတီချွေတီချွေပေါက်များပင်ကြာ၍လာတော့သည်။အိန္ဒြေကိုမနှဲဆက်၍ဟုတ်ဟုတ်ဟုတ်ပါတယ်တခင်ကြီး။ဒါပေမဲ့အတွင်းအေးမှုတွေကမယုံရလို့အခုလိုတခင်ကြီးစီကိုကိုကိုယ်တိုင်ရဲစွန့်ပြီးလာခဲ့ရတာပါတခင်ကြီး။သူတို့ကိုအားကိုးဖို့ဆိုတာမဖြစ်ဘလို့ဘလို့ကမင်းဒီမြင်နေဒီစကားတွေဘယ်ကရရခဲ့တယ်လဲ။ဘယ်ရရခဲ့တယ်လဲ။ ဒါအထက်လူကြီးတွေကိုစန့်ကျင်တဲ့အောက်လက်ငယ်သားတွေရဲ့စကားတွေကအောက်ကကောင်းနေပြောတဲ့စကားအရေးပါတော့အရာရှိပုဂ္ဂိုလ်ကြီးသည်အကန့်ကီးအသက်50ကျော်နေသည်ကိုသိပုံမရအသက်80နှစ်နိုင်ရှင်လင်ရင်မူငယ်လင်းကသာ50ဆိုတော့အရွယ်သည် လူငယ်မဟုတ်တော့ပေမင်းနဲ့စကားပြောနေတာဘသူဆိုတာသိရဲ့လားဟုခြေကိုစောင့်ပြီးပြောလိုက်သည်သူ့တန်ကကြဲလောင်လာသည် အကကီဤတကိုလုံးသည်အေးဆက်တောင့်တင်းသွားကတဆက်ဆက်တုံ့ရပင်လာတော့သည် သူကိုယ်သူမဟန်နိုင်တော့တကားဆောင်ကသာအပြေးလာပြီးထိန်းကင်မပေးခဲ့လျင်ကြမ်းပြင်ပေါ်သို့မှောက်လဲကျသွားမည်ပုံမင်းအကကီကိုအပြင်သို့ တွဲထုတ်၍ခေါ်သွားကြသည် အကကီကမေမျောလူမတက်ဖြစ်သွားသည် ပုဂ္ဂိုလ်ကြီးသည် သူ့လောက်ရကိုသူပြန်ပြီးသဘောကျ၍နေမိတော့သည် သူ့လောက်ပုံမှာသူထင်းသည်ထက်ပင်ပို့၍အုံနေသေးတော့သည် သူပြောလိုက်သောစကားတခွန်းသည်လူတယောက်မူးမိတ်လဲကျသွားလောက်အောင်မင်းထိရောက်စွမ်းဆောင်နိုင်ပါကလားဟု တွေးကသဘောခွေ့သွားတော့သည်ပုဂ္ဂိုလ်ကြီးသည်တငယ်ချင်းဖြစ်သူကိုလဲလက်ကြည့်လိုက်ပြန်သည်သူတငယ်ချင်းမှာကြောင်တက်တက်ဖြစ်သွားပြီးသူ့ကိုပါလန့်သွားသည်ကို တွေးလိုက်ရတော့အခါပိုး၍ကျေနပ်သွားသည်အကကိသည်လက်ကလေးမှဆင်းလာခဲ့ပြီးရုံးပြန်သို့ရောက်လာခဲ့သည်သို့သော အပြင်တို့ဘယ်နည်းဘယ်ပုံရောက်လာကြောင်းကိုလည်းလုံလုံသတိမရတော့စိတ်ထဲတွင်ထူပူ၍နေမိတော့သည်သူတတနှင်းတကူတခါမှဒီလောက်အထက်အကြီးကဲတယောက်ဤချိုးချိုးဖက်ဖက်ညင်းညင်းတီတီအပြောအဆို့ကိုမခံခဲ့ရဘူးကြီးအကကီးတီပါဇက်ဟောင်းသားနှင်းပင်နှင်းမုံတိုင်းကြမှဖျက်လျှောက်၍လာခဲ့သည်တွားရင်လမ်းနှင့်မကြခဏဆိုသလိုပင် ခလုတ်တိုက်၍နေတော့သည် လေကလည်းအရက်လေးမျက်နာမှဝေဝန်းတိုက်ခတ်နေသည် လေသိမ့်မိပြီးတခဏအတွင်းမှာပင် သူ့လက်ချောင်းများနာကျင်အကွယ်လာသည်ဒီလိုနှင့်မင်းအကာကီးသည်အိမ်သို့ပြန်ရောက်လာခဲ့သည် စကားတခွန်းတပါရမြမဟာနိုင် မပြောနိုင် မဆိုနိုင်လေဘင်းမှာရောင်ရမ်း၍လာသည် အကာကီးသည်အိယာသည်သို့တန်တမမတ်ဝင်ခဲ့သည်ဂျင်းသည်မောက်မှသည်စကားတခွန်းဤတံကိုပြင်ပြနာကြည့်စွာခံလိုက်ရသည်ဖြစ်ခြင်းနောက်တနေ့တွင်မူအကာကီးအပြင်းပြတော့သည် ပီတာစပန်မျိုး၏ရာသီဥရုကလည်းရဲရဲရော်ရော်ကူညီနှိပ်စက်ပေးလိုက်သေးသည်သူ့အဖျားသည်ထင်းသည်ထက်ပင်ပို၍ဆိုရလာခဲ့သည်ဆရာဝန်လာပြီးသူ့ကိုသွေးဆန်းကြည့်သည်ဘာမှမတတ်နိုင်တော့ဆေးရွက်ကြီးကျိတ်ဖက်ကိုသာဆရာဝန်ကဆိုသည်သူ့အဖျားမှာဆေးဝါးအကူညီဖြင့်ကုသရွေးပင်မရနိုင်တော့တရရန်တရရန်လောက်သာခံတော့မည်ဟုဆရာဝန်ကဆိုသည်ဆရာဝန်ကအင်ရှင်ဖွားကြီးကိုခေါ်ကာကဲမကြီးချိန်ဖြုံးမနေနဲ့တော့ ို့အတွက်အခေါင်းသာမှလိုက်ပြီးတော့ချင်းရှူသားကောင်ကတော့ဈေးချိုတယ်။ဝတ်တစ်ချတာကောင်ကတော့ဈေးကြည့်လိမ့်မယ်ဟုပြောလေသည်။အကကြီးနှုတ်မှပြောလိုက်သည့်စကားတွေကလည်းတကယ်ကြောက်စရာပဲ။သူစကားကို သူပြန်၍ကြားမကြမသိ။ကြားရင်လည်းခြောက်ချားကြောက်ရွံ့သွားမည်ပြီ။သိုးဝါစုပ်ပြတ်လာတော့သူ့ဘဝကလေးဆုံးရှုံးသွားမှာကိုဝမ်းနဲ့ပက်လက်ဖြစ်နေလေရောတလားမသိနိုင်။ အကကိတီတကိုယ်လုံးချစ်ချစ်တောက်ဖြားကဂရောင်ကရန်အော်ဟစ်နေတော်သည်တစေတရေတွေသူ့ကိုဝိုင်းနေကြသည်ဟုဆိုသည်ပက်ထရိုဗစ်ကိုလည်းသူမြင်အောင်၍နေသည်ပက်ထရိုဗစ်ကသူ့အိယာအောက်တွင်ဝင်ပုန်းနေသည်တခိုးကိုဖမ်းဖို့ကျိုးဝက်ထောင်ချောက်ပါတီကုတ်အင်းကြီးတထက်ထတ်ချုပ်ပေးပါအောင်ဟုဆိုလေသည်အေရှန်ဖွားကြီးကိုလည်းမကြာခဏပင်ဩခေါ်ကဆောင်းအောက်တွင် ပုန်းနေသောတခိုးကိုဆွဲထုတ်ပေးပါဟုခိုင်းနေတော်သည် တကတကသူ့မှာကိုအင်းကြီးအသည့်ရှိနေလျက်နဲ့အဘဲကြောင့်အဟောင်းကြီးကို သူ့ရှိတွင် လာချိတ်ထားရသည်ဟုမေးခြင်းမေးနေတတ်ပြန်သည်တကတရားနိုင်မှုသူစိတ်ကသူ့သွားတွေ့ခဲ့သောပုဂ္ဂိုလ်ကြီးထံသို့ရောက်သွားကချိုချိုဖက်ဖက်ရင်းရင်တည်တည်ပြောဆိုသောစကားများကို ကြားရောက်လျက်သခင်ကြီးသခင်ကြီးဟုထပ်တလဲလဲရေရွတ်နေပြန်သည် ကြောက်ရွံ့ထိတ်လန့်ပွင့်စကားများကို ပြောက အကကီးသည့်ချိန်ဆို၍နေခြင်းနေပြန်သည့ အင်ရှင်ဖွားကြီးမှလည်းကြောက်ကြောက်နဲ့ဖျားကြီးထိုင်ရှခိုးရနေတော့သည်သူမတသက်လုံးဘဲတော့ခါမြအကကီးထံမှဤသို့သောစကားမျိုးကိုမကြဘူးကဲ့ တခင်ကြီးတခင်ကြီးဟူသောစကားကိုကြားလိုက်ရတော့အကပို့၍ပင်ထိတ်လန့်တုန်လှုပ်သွားမိလေတော့သည်စကားတန်တွေကမတဲမကွဲမရေရပြောစကားတွေကဝေခွဲမရသို့တော်လည်းကုတ်အင်းကြီးကိုဇွဲလန်းပြီး ကြောင်ရန်တန်တပြောနေသည်ဆိုသည့်အချက်ကတော့သိကြသည် နောက်ဆုံးတွင်အကကြီးတယောက်ကွယ်လွန်အနေသရောက်သွားတော့သည်သူအခန်းတကားနှင့်သူပိုင်ပစ္စည်းပစ္စယများကိုဘသူတူတယောက်ကမျှလဲလာ၍ချိတ်ပိတ်မသွားကြအကြောင်းမူသူတွင်သားမရှိမယားမရှိဆွေမျိုးမိဘမရှိ အမွေသားအမွေခံဟူ၍လဲတယောက်မျှမရှိ သူပိုင်ပစ္စည်းဟူ၍ဘာမှလန်လောက်စရာမရှိငန်းတောင်ကလေး တချောင်းတစည်းစာရေးဆက်ကူများခြေအိတ်သုံးစုံဘောင်းမိမှပြုတ်ကြသည့်ကျဲစေများပြီးတော့သူ့ကုတ်အင်းကြီးအဟောင်းတထဲဤရာအလုံးသည့်လည်းဘယ်ရောက်၍ဘယ်ပြောက်သွားကြပြီမသိနိုင်တော့အကာကီးကိုမြေမြုပ်တင်းကြိုလိုက်ကြသည်ပီတာစပတ်မျိုးကအသက်ဝင်လှုပ်ရှားနေစဉ်အကာကီးတယောက်ဘယ်တော့မှအသက်ရှင်နေထိုင်မသွားခဲ့ဘူးသည့်ပုံမျိုးနှင့်ပုံမှန်အတိုင်းတည်ရှိ၍နေမည် လူတရဝါတယောက်ဤလောကမြေမဟီထဲမှကွယ်ပြောက်သွားခဲ့ပါပြီတကယ်ပဲကွယ်ပြောက်သွားခဲ့ပါပြီအသက်ရှင်နေခဲ့တဲ့ငါသောင်းလျှောက်သီးသူဟူ၍လည်းတယောက်မျှမရှိခဲ့အရေးတက်ယူဂယုဆိုင်ခဲ့သူဟူ၍လည်းတယောက်မျှမရှိခဲ့အပြားတွင်လာရောက်နားခုသည့်ရင်ကောင်းကိုသာအနည်းကြီးမှန်ပြောင်းဖြင့်ဂယုဆိုင်လေးလာသူက လေးလာအောင်မြည် အကကီးကိုတော့ဘသူတူတူတယောက်ကမှဂယုမဆိုင်ခဲ့ကြအကကီးဆိုသောလူသည် ကျောင်းမလူတကာဤအလောင်ပြောင်းကိုခံမှုမွေးဖွားလူဖြစ်လာခဲ့သူတင်းတိုင်းမြေကို လူမသိသူမသိထွက်ခွာသွားရရှာသူဘဝနီကုံချုပ်ခဲ့ရသူဒေကာနီအချိန်လေးတွင်မှဆိုးဝါးနှုံနဲလာတော်သူဘဝကိုတတင်ကဝင်ပသိခဲ့သည်ဧည့်သည်အဆွေကရောက်လာခဲ့သည်သည်ကုတ်အင်းကြီးယခုတော့ဆိုးဝါးရသက်သည့်ကကြမာကသူဘဝကို အပီးတိုက်ချုပ်ငိမ့်စေခဲ့ပြီကော အကာကီတေသုံးသွားပြီးနောက်ရက်နေငယ်ကြသောအခါဂျုံမလူတယောက်သူ့အခန်းသို့ရောက်လာသည်ဂျုံပြက်နေသည်ဖြင့်ချက်ချင်းလာရောက်တရင်ပွားမျိုးဆိုသည်ဂျုံမအရာရှိကအကာကီကိုမင်းနေပြီဆိုသည်အကာကီကိုလာရောက်ဖော်ဆောင်သောဂျုံလူလင်မှာအကာကီမပါဘဲတယောက်တည်းပြန်သွားလေသည် အကာကီတယောက်မလိုက်ပါနိုင်မှဟုအထက်အရာရှိဆိုသူထံသို့တရင်ပွားလေသည်ဘာပြုလို့လဲကွာ ဘာလို့မလာနိုင်ရတာလဲခုအရာရှိကမေးသည်ဘာဖြစ်လို့လိုက်မလာနိုင်တာလဲဆိုတော့အကကြီးမရှိတော့လို့ပါပဲဆုံးသွားလို့ပါပဲဆေးရလွန်ခဲ့တဲ့၄ရက်ကပဲတချို့လိုက်ပါတဲ့ခုရုံးလူလင်ကပြန်ဖြည့်လိုက်သည်အိမ်များဖြင့်အကကြီးတယောက်ကွယ်လွန်သွားပြီဆိုသည်ကိုတရုံလုံးသိသွားကြတော့သည် နောက်တနေ့၌အကကြီးနေရာတွင်လူသစ်တယောက်အစားဝင်အောင်လာသည်သူကအယံမြင့်မြင့်ထောင်ထောင်မောင်မောင အကန့်ကီးလို့လက်ရည်လက်သားလည်းမကောင်းသူ့လက်ရည်ကလည်းသွေတီးသွေသောဤသို့ဖြင့်အကာကီးဤဘဝကနေတိမတန်ခဲ့ပေသူဘဝတည်အသက်ရှင်စဉ်ကလူမသိသူမသိဖြစ်ခဲ့တဲ့လောက်တည်သွားသောအခါမှာစူးစူးညံ့ညံ့ဖြစ်လာခဲ့သည်ဒီနဲ့ဖြစ်လာလိမ့်မည်ဟုလည်းဘသူမြမထင်ခဲ့ကျွန်တော်တို့ဤမခန္ဓာသောဖြစ်ပျက်ဇလန်းသည်ဤသို့နှင့်ပဲခတ်ဆန်းဆန်းနေကုန်ချုပ်ခဲ့ပါလေသည်ကလင်ကင်တရာအနီတဝိုက်၌ ညအချိန်မတော်တွင်တသေးတကောင်တောင်းကျမ်းနေသည်ဆိုသောတည်င်းကပီတာစပတ်မြို့တဲသို့ပြန်နှံ့လာသည်တသေးကဆေးရည်တသေးဖြစ်ပြီးအလူယူခံရသောကုတ်အင်းကြီးကိုလိုက်ရှာနေပုံရသည်ဟုဆိုကြသည်တသေးတကောင်သည်လမ်းတဲသို့ရောက်လာသူများထံမှကုတ်အင်းကြီးကိုလိုက်လုနေသည်ဟုဆိုသည် လူလဲမရွေးအင်းကြီးလည်းမရွေးကြောင်ရည်ဖြန်ရည်မြေခွေးရည်ဝတ်ဝင်ရည်လူရည်ကွန်ဖြင့်ချုပ်ထံသည့်အင်းကြီးပင် ဖြစ်အောင်တော့ချမ်းသာမပေး လိုက်လူနေသည်ဟုဆိုသည်ယုံမှဆေးရီတယောက်ဆိုလျင်တဆေကိုကိုယ်တိုင်မြင်တွေ့လိုက်ရသည်ဟုဆိုသည်ယုတ်က အကကီးနှင့်ချွတ်ဆွတ်တူမတူဟုပြောနေတော်သည်တဆေကိုကိုယ်တိုင်မြင်တွေ့လိုက်ရသောထိုဆေးရီသည်ကြောက်အားလန့်အဖင်တကြိုးတည်းခြေကုန်တုပ်၍ပြေးခဲ့ရသည် နောက်ကြောင်းပြန်၍ပင်မကြည့်တော့တဆေကအဝေးမှ၆လန့်ပြသည်ဟုဆိုသည်တဆေလိုက်ခံရသည့်အကြောင်းတိုင်တော်သူတွေတဖြည်းဖြည်းနှင့်များလာသည် ဆေးရည်များတမကအရာရှိများကလည်းတိုက်တန်းလာကြသည်ဝက်လာသည့်ကုတ်အင်းညီများကိုချွတ်လွတ်သည်ဆိုသည်ဖြင့်လူတိုင်းကြောချမ်း၍နေကြတော့သည်အစိုးရကတစေကို အသေးရရအရှင်ရရဖန်စီပီအပြစ်ပေးရမည်ဟုရဲတပ်ဖွဲ့ကိုအမိန့်ထုတ်လိုက်လေသည်ဒကြိန်တွင်မူရဲတပ်ဖွဲ့သည်တစေကိုဖမ်းမိလွတ်လွတ်ဖြစ်ခဲ့ဖို့သည်ကာယုရှက်ကင်ဟုသည့်လမ်းညာတွင်ဂီတာသက်ရတယောက်ဤကုတ်အင်းကြီးကိုတစေကလူယူနေစဉ် တစေကိုအဆောင်ရဲကလေကုန်းမှဆွဲကင်ပြီးဖမ်းဆီးလိုက်ခြင်းဖြစ်သည် အဆောင်ရဲသည်အဖို့ရဲသားနှစ်ယောက်ကို အော်ဟစ်၍အကူအညီတောင်းသည် တစေကိုခဏကင်ထားရင်သူကနှာရှူစေးကို ထုတ်၍ရှူသည် သူနှက်ခေါင်းမှာ6ချိန်လောက်နှင်းကိုက်ခံရတပြက်မကောင်းညင်တော့နှာရှူစေးအနံ့ကအတော်ပင်ပြင်းထန်လူသည် တစေတကောင်ပင်ခံနိုင်ပုံမရအဆောင်ရဲသား၃ယောက်၏မျက်နှာပေါ်သို့တဲ့တဲ့ကြီးနှာချေချလိုက်သည် ခြေသား၃ယောက်မှမမြင်မဆန်းဖြစ်သွားကြသည်မျက်စိကိုလက်နှင့်ပုတ်ပြီးကြည့်လိုက်တော့အခါတစ်စေးကောင်ကမရှိတော့ပျောက်ွယ်သွားသည်ခြေသား၃ယောက်သည်တစ်စေးကိုသူတို့ဖမ်းမိလိုက်ခြင်းမှာတကယ်ဟုတ်မဟုတ်တန်တရားဖြစ်ကအံ့ဩ၍နေမိကြတော့သည် ထို့အချိန်မှစ၍အဆောင်ရဲတို့သည်တစေဆိုလျင်အလွန်အမင်းကြောင်းရွံ့နေကြသည်အင်းကြီးလူယူနေသည်ကိုမြင်လျင်ဝင်ရောက်မဟန္တာရဲကြတော့ပဲအဝေးမှပင်ဟေးဟေး မြလောက်တာအော်ဟစ်တကြတော့သည်အကာကီတသိကကလင်ကင်တရာဤအခြားတစ်ဖက်ရှိလမ်းများတွင်ကျန်းညင်နိုင်ကျန်း၍ကျန်းညင်နိုင်ရန်၍နေတော့သည်ရရလူတို့မှတထိတ်ထိတ်နှင့်ကြီးလန်းစာစာဖြစ်နေကြတော့သည်အကာကီသွားတွေ့ခဲ့သောအရေးပါသည့်ပုဂ္ဂိုလ်ကြီးဆိုသူသည်ဤဇလန်းကိုဇတ်သိမ်းပေးမည်သူဟုဆိုရမည်ပဲအကာကီတယောက်သူရုံငန်းထဲမှာ စိတ်တက်အကြီးအကျယ်ကြပြီးထွက်သွားသောအခါသူသည်စိတ်မကောင်းဖြစ်၍ပြန်ရိတ်ခဲ့သည်ဆဲဆဲသူသည်လည်းတနာကျင်နာစိတ်ခေါင်းပါလာသူတော်မဟုတ်စိတ်ကောင်းစေတနာကောင်းရှိတော်လဲသူရတုသူစင်တန်းသူသည်များက သူကိုကာစည်းနေ၍ဖြစ်သည်ထိုနေ့ကတငယ်ချင်းသူယုံငန်းထဲမှထွက်သွားသည် ဆိုနေမည်သူစိတ်ကအကကီးစီသို့ရောက်သွားသည်သူသည်အကကီးဤမျက်နှာကိုနေစဉ်ရက်သက်ပင် ငင်းအောင်၍နေတော့သည်သွေးမရှိတော့ပဲဖြူဖက်နေတဲ့မျက်နှာဒီလောက်အပြောကလေးတောင်မှမခံနိုင်တဲ့သူတနေ့ရတတပတ်တပတ်လောက်မြကြမှပင်သူ့အတွေ့တဲ့သူအကာကီးသည်ဝင်ရောက်နှောက်ရက်နေကြတော့သည်သူသည်ရုံးမှစရေတယောက်ကိုလှုပ်ပြီးအကာကီးအခြေအနေကိုကြည့်ခိုင်းသည်အကူညီရနေပြီလားဟုစုံစမ်းခိုင်းသည်အကာကီးတယောက်နာမကျန်းဖြစ်ပြီးရုတ်တရက်တည်ဆုံးသွားသည်ဟုကြားလိုက်ရသောအခါ သူသည်အထိတ်တလန့်ဖြစ်သွားလေသည်အကာကီးတေရခြင်းမှာသူစနက်သူလက်ချက်သူပယောကသူအပြစ်မကင်းဟုတွေးကတနည်းလုံလုံစိတ်မချမ်းမသာဖြစ်နေမိတော်သည် ပုဂ္ဂိုလ်ကြီးသည်စိတ်မချမ်းမြေ့စရာအတွေးများနှင့်မနှင်းမြို့စရာအလုကိစ္စများကို မေမေပျောက်ပျောက်ဖြောက်ဖြက်သည့်အနေဖြင့်မိတ်ဆွေတယောက်ဤပါတီပွဲသို့သွားတက်ခဲ့လေသည် ပါတီပွဲတွင် သူတွေ့ရသည့်လူများမှလူကြီးလူကောင်းများ အထက်တန်းသားများသူ့လူပင်ယာရုအစဲ့တန်းတူပုဂ္ဂိုလ်များဖြစ်သည် ထို့ကြောင့်သူ့အဖို့အညီပန်ကြီးလုံနေစရာဘာမှမလိုလွတ်လပ်သည်စိတ်အပြောင်းအလဲလဲဖြစ်ရသည် သူ့စိတ်ကိုယ်သူလွတ်ပေးလိုက်သည်စကားတွေရှုံရှုံဝေပြောသည် ထိုနေ့ညနေခင်းသည်သူ့အဖို့စိတ်ချမ်းမြေ့စရာညနေခင်းဖြစ်သည်ပုဂ္ဂိုလ်ကြီးသည်ညသာသာတောက်ပြီးတော့အကာရှမ်ပိန်တစ်ခွက်နှစ်ခွက်တောက်သည် ရှမ်ပိန်ကသူ့အဖို့အုံနောက်ရှင်စေစိတ်ကြည်သေးဖြစ်သည်ရှမ်ပိန်ကလေးတစ်ခွက်နှစ်ခွက်ဝင်လာတော့အကသူ့စိတ်သည်ခတ်ထွေထွေဖြစ်လာသည်နည်းနည်းရမ်းညင်လာသည်ထို့ကြောင့်အိမ်ကိုမပြန်သေးဘဲသူ့အပြောမရသည့်သို့သွားမြူစိတ်ကူးသည်သူ့အမည်ကကရိုလီနာအီဗန်နိုဗာအီဗန်နိုဗာသည်ဂျာမန်အဆက်နွယ်ဖြစ်သည်ပုဂ္ဂိုလ်ကြီးမှလည်းငယ်ရွယ်သူတယောက်မဟုတ်တော့သို့တော်သူသည်ခင်မွန်ကောင်းတယောက် အိမ်တော်အကြီးကတူအဖြစ်တာဝန်ကျေသူဖြစ်သည်တသမိပင်နှစ်ယောက်ရနေပြီတယောက်ကမျိုးပြဝန်နဲ့သမီးမ16နှစ်အရွယ်မျက်နှာကအစင်ချို့ပြုံးသူနှာတန်းကကောက်ကောက် သို့တော့တိတိတွတ်တွတ်နဲ့လှပသူသူ့ကိုတွေ့လျင်မင်္ဂလာပါမင်္ဂလာပါဟုနေစဉ်ကြိုတက်မြဲသူသည်နီးမှလည်းအသက်အရွယ်ကခက်ငယ်ငယ်ပင်ရှိသေးသည်သို့တော့သူ့ရုပ်ကဆွဲဆောင်မှုမရှိလား နီးဖြစ်သူသည်သူပြန်လာပြီဆိုရင် သူ့ကိုလက်ကမ်းပေးကနန်းရှုံကြိုးစို့တတ်သည်မြဲအင်းအောင်၏အစဉ်ပြေပြီးကျင်းတ်ဆရာတွေဖြစ်နေတော်လဲတနေ့ရရာတွင် အငဲအနောက်ထားဒီမှာလှုပ်တင်သည့်အလုတ်ဟုယူဆထားမှုရသည် တကယ်တော့ကရိုလီနာသည်သူဇနီးထက်ချောသူလည်းမဟုတ်ငဲသူလည်းမဟုတ်ပြုံမြင့်နုနယ်သူလည်းမဟုတ် လောကကြီးကစံပြလာသည်တရားအလုံးကိုဝေဖန်နေသည့်အလုတ်မှလည်းစင်စစ်ကျွန်တော်တို့၏အလုတ်မဟုတ်ချေ ပုဂ္ဂိုလ်ကြီးဒီလေကားပေါ်မှာဆင်းလာက ရထလုံးထဲသို့လန့်ဝင်လိုက်ပြီးကရိုလီနာအိမ်ကိုမောင်းကွာဟုရထလုံးသမားကိုပြောလိုက်သည်သူတည်သူကိုယ်သူကုတ်အင်းကြီးနဲ့ထွက်ပတ်လိုက်သည်ဖြင့်နှွေထွေးသွားသည်ပုဂ္ဂိုလ်ကြီးဒီရထလုံးနောက်ခါမှထိုင်၍လိုက်ပါလာခဲ့သည်စိတ်ထဲတွင်ပျော်ရွှင်ရင်းနေမိသည်ပျော်စရာရှင်စရာများကခေါင်းထဲသို့တစ်ခုပြီးတစ်ခုဝင်ရောက်လာကြသည်ပါတီပွဲတွင်ကြုံတွေ့ရသောအဖြစ်အပျက်များကိုပြန်ပြောင်းတွေးရင်း သူသည်ကြည်နူး၍နေမိတော့သည်တွေးလိုက်ရင်ရဲစရာကောင်းစေသူသည်ဟာပပပင်ရမောလိုက်မိသေးတော့သည် လေပြင်းကရုတ်တရက်ဝေးဝိုက်တိုက်ခတ်လာသည် သူစိတ်ကတိကအောက်ဖြစ်သွားမိသည်နေငယ်တွေကမျက်နှာပြင်ပေါ်သို့အဆုတ်လိုက်အဆုတ်လိုက်တွန်ကြလာသည်ဘာကြောင့်ဒီမြနှင်းနေကကြာနေသည်မသိအိတ်တလုံးလိုဖြစ်နေသည်သူကုတ်အင်ကြီးကောလန်ကြီးမှနှင်းနေနေပြည့်နေတော့သည် နင်းတူကခေါင်းပေါ်တို့ပါတပြောပြောတွန်ကြလာပြန်သည်ခေါင်းလော့အောင်သူ့မှမနှဲရှောင်းနေရတော့သည်ရုတ်တရက်ပင်နောက်မှတစုံတယောက်ကသူ့လက်မျိုးကိုခက်ကြမ်းကြမ်းဖြင်းညှက်လိုက်တယ်လို့ခံစားလိုက်ရသည်သူ့နောက်သို့ကြောက်ကြောက်လန့်လန့်နဲ့ပြန်လှည့်ကြည့်လိုက်တော့အခါကုတ်အင်းကြီးသုတ်သုတ်ပြက်ပြက်ကိုဝစ်စင်ထားသည်အယပ်ပုပ်ပုလူတယောက်ကို တွေ့လိုက်ရသည်သူသူအကကီးမျက်နှာမှာနှင်းလို့စွတ်စွတ်ဖြူလျက် တစေတကယ်တစေပဇက်ကြီးကိုပင်မဲရွက်၆လံပြလိုက်သေးသည်ပုဂ္ဂိုလ်ကြီးသည်အလွန်အလွန်ပင်ကြောက်လန့်သွားတော့သည်တစေကသူမျက်နှာပေါ်သို့မကောင်းဆိုးဝါအပုံနဲ့များမှုတ်ထုတ်လိုက်သည်ကဟန်ကိုယ်အင်းကြီးပြန်ရပြီလိုချင်နေတယ်ကိုယ်အင်းကြီးခမရကျုပ်အတွက်ဘာတစ်ခုမှလုံးမပေးခဲ့ဘူးလုံးမပေးတဲ့အပြင်လူကိုယ်တော်ဟိန်ဟောက်ခဲ့သေးတယ်ကဲအခုခမရအင်းကြီးကို ကြုံယူလိုက်ပြီပုဂ္ဂိုလ်ကြီးသည်ကြောက်လန့်ပြီးတေလူမျောပါဖြစ်သွားသည်ရုံးမှလက်အောက်သရေများအပေါ်အာဏာပြခဲ့သည်လူတင်းမသည်မျက်နာခန့်ထက်သောသူ့ပုံပန်းကိုမြင်လိုက်ရယုံဖြင့်တကယ်လူဟုလူများကပြောသမှတ်ခံခဲ့ရသူ ယခုမှလူကောင်းကြီးသလောက်ကြောက်တတ်သော အခြားခြားသောလူများလိုသူလည်းကြောက်လန့်၍နေတော်သည် သူသည်အထိုးအယိုက်ခံရမည်ကိုကြောက်လန့်၍နေသည်ဖြင့်သူကိုယ်ပေါ်မှကုတ်အင်းကြီးကိုချော့ချော့ရှူရှူပင်ချွတ်ပေးလိုက်သည် နောက်ချက်ချင်းပင်ကြောက်မက်ဖွယ်အတန်ကြီးဖြင့်ရထလုံးပေါင်းသမားကိုငဲတန်းပအောင်အော်ဟစ်သည်ဟေးအင်းကိုအင်းအင်းကိုအင်းကိုမောင်းဟေးမြဲမြဲနဲ့တပည့်မြဲ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 မောင်းလဲသူထံမှဒီလိုအတန်မျိုးကိုတကက် အရေးကြီးပြီဆိုသည့်အချိန်မျိုးတွင်မှကြာရတတ်သည် ယထာသမတိတခင်ဤငေတံပါအောင်အော်တော်တန်ကိုကြားလိုက်ရသောအခါခေါင်းပုပြီးမြင်းကိုကြဖို့နှင့်တွှွှဲွှဲမိအောင်ရိုက်ခါမြားတသိန်းကိုလေးအဟုန်နှင့်ပြစ်လွတ်လိုက်သည့်အလားတဟုန်တို့မောင်းနှင်လေတော့သည် တကနအတွင်မှပင်အင်ရှိစင်ဝင်အောက်သို့သူတို့ရောက်လာကြတော့သည်ပုဂ္ဂိုလ်ကြီးသည်အခန်းထဲသို့ကိုကိုတရွတ်တိုက်ဆွဲပြီးဝင်သွားတော့သည်နန်းနာမှာသွေးစုပ်ဖြူရော၍နေသည် သူသည်အကြောက်ကြီးကြောက်ရွံ့၍နေမိတော့သည်သူဝက်သွားတော့ကိုအင်းကြီးမှလည်းသူနဲ့အတူပြန်ပါမလာတော့ပုဂ္ဂိုလ်ကြီးသည်တညလုံးအိမ်မပြောဘဲမိုးစင်စင်လင်းနေတော့သည်နောက်တနေ့နဲ့နဲ့သမင်းစပွဲတွင်သမီးဖြစ်သူကသူ့ကိုမေးသည်ပိပင်းကိုကြားတာခဏမနဲ့တမျိုးပဲတခုခုကိုထိမ့်လန့်နေတယ်လို့ပဲဘာဖြစ်လို့လဲဖိဖိဟုတ်သမီးဖြစ်သူကမေးသည် သူကပြတ်မှတ်ဖြင့်ငိမ့်နေလိုက်သည် စနေညကဖြစ်ပျက်သည့်သူစိတ်ထဲတွင်တမ်းမှုဖြင့်နှက်ထားတကဲ့သို့ဆွဲပြီးမှတ်လောက်သားလောက်ဖြစ်သွားသည် ထိုချိန်မှစ၍သူလက်အောက်စည်ရေးများမှ သူစီမှကြားနေကြစကားများကိုမကြားရတော့မင်းတဲ့ရဲတင်းလာကြည်လားမင်းနဲ့စကားပြောနေတယ်လို့ဘသူမှတ်နေတယ်လဲဟူသောစကားများသူထံမှမကြားရတော့အခြားသူများပြောမှသာသူပြောတော့ဤပိုပြီးအံ့ဩစရာကောင်းသည်ကား ကုတ်အင်းကြီးလူယူခံခဲ့ရသောထိုချိန်မှစ၍အကာကီးတစ်စိတ်ကပျောက်ခြင်းမလပျောက်သွားခြင်းပင်ဘယ်တော့မှပြန်မတွေ့ရတော့ဘီအရေးပါသောပုဂ္ဂိုလ်ကြီးဤကုတ်အင်းကြီးကိုရလိုက်သည်ဖြင့်အကာကီးတစ်စိတ်သည်အကျဉ်နဲ့ကြီးကျဉ်နဲ့သွားဟန်တူလေသည်ညီတို့ဆိုသည်ကုတ်အင်းကြီးအလုခံရသောတည်င်းကိုမူမကြရတော့ကြီးသို့တော်လေခနာမငိန်ပူပန်တတ်သောလူများကမူ အေးချမ်းချမ်းဖြစ်နေပြီဆိုတီကိုမယုံကြည်နိုင်ရသေးပဲဖြစ်နေကြသည်အကာကြီးတသိသည်မြို့ဤအခြားတနေရာတွင်လိုက်လံ၆လန့်နေသေးသည်ဟုဆိုနေကြသည်ကလွန်နာ ရက်ကွက်မှအဆောင်တယောက်ကမူတသိကို အင်တဲဤနောက်တွင် ကိုတိုင်မြင်တွေ့လိုက်ရသည်ဟုဆိုသည်ထို့အဆောင်ရဲသားမှချိနဲ့သူဖြစ်သည်တခါကအိတေအင်းအောက်တွင်ဝက်ကသူ့ကိုပတ်လိုက်တဲ့ပြင်လဲကြသွားခဲ့ဘူးသည်အနီးမှယထာသမားများက သူ့ကိုဝိုင်းပြီး ဟာတိုက်ရေမောကြတော့အခါအသေးရဖြတ်မှုနဲ့သူတို့ကိုတရားဆွဲသည်တယောက်စီမှ ရော်ကြီးနှစ်ကိုပတ်စီပင်ရခဲ့သေးသည်ထိုအမြအင်အားချိနဲ့ပိန်သူဖြစ်၍တဆေကိုသူ့မှကိုယ်တိုင်မဖမ်းရဲတဆေနောက်တော့အမောင်တဲမှတကောက်ကောက်လိုက်၍နေတော့သည် နောက်ဆုံးတွင်တဆေကရုတ်တရက်ရက်တံပြီးသူ့ဘက်သို့ရက်ကြည့်လိုက်သည်ဒုက္ခရောက်သွားခြင်းလို့လားကုမေးကတဆေကသူ့ကိုလက်သီးဆုပ်၍ပြလိသည် တသိလက်သည်ကသူ့လက်သည်ထက်ပင်ကြီးမားသေးတော့သည်ဟင်မရောက်ချင်ပါဘူးဟုဆိုကအသောရဲသားသည်တကြိုးတည်းထပ်ပြေးသွားတော့သည်ဤတသိကအယံမြင့်မြင့်နှကမ်းမွေကာကာတသိကောင်သည်အိုပြူလာတရားစီသို့ဦးတီကအမောင်တို့အတွင်သို့တလန်းချင်းဝင်ရောက်ပျောက်ကွယ်သွားတော့ဤဘာသာပြန်သူလင်းဝေမြိုင်